မင်္ဂလာပါရှင်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့တိုင်ကြားခံရတဲ့ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်ကိုတာဝန်ကယာယီရနာစုံစမ်းစစ်ဆေးမယ်လို့ NUG တတိပေးတဲ့ဆွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝင်မတ်ကြည်ပြားနဲ့ခင်မွန်ဖြစ်သူခိုးညင်းညင်းမင်းတို့ဟာမလျော်ကန်တဲ့အပြုတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုပြီးပြည်ထောင်စုဝန်ကြီးချုပ်ရုံးဝန်ထမ်းဟောင်းတွေကတိုင်ကြားတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း NUG ကထုတ်ပြန်ခဲ့ပြီးတိုင်းကြားခံရသူကိုနိုဝင်ဘာ22ရက်ကစတင်ပြီးတာဝန်ကနေယာယီရှင်းထားထားကြောင်းထုတ်ပြန်ပါတယ်။အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး NUG ကဒီကနေ့နိုဝင်ဘာ24ရက်မှာဆောင်ရွက်ထားမှုအခြေအနေကိုအတိအပြေထုတ်ပြန်ခဲ့ရာ နိုဝင်ဘာ19ရက်စွဲနေ့နိုင်ငံတော်ယာယီသမ္မတပြည်ထောင်စုဝန်ကြီးချုပ်နဲ့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌတို့ထံလိမ့်မှုထားတဲ့တိုင်စာဟာပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့မေးခွန်းရောက်ရှိလာခြင်းမရှိပေမဲ့နိုင်ငံတော်အကြီးအကဲဖြစ်သူယာယီသမ္မတထံရောက်ရှိတဲ့အတွက်အဲ့ဒီကိစ္စဆောင်ရွက်ဖို့ပြည်ထောင်စုဝန်ကြီးချုပ်ကနိုဝင်ဘာ22ရက်မှာစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းခြင်းအမိန့်ထုတ်ပြန်ဖွဲ့စည်းခဲ့တယ်လို့ဖော်ပြပါတယ် စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့တိုင်ကြားသူတွေတိုင်ကြားခံရသူတွေနှစ်ဖက်သက်တည်တင်ပြမှုတွေရှိလာပါကတင်ပြတဲ့သက်တည်တွေတိုင်ကြားမှုနဲ့ပတ်သက်လို့စစ်ဆေးဖို့လိုအပ်တဲ့သက်တည်တွေကိုခေါ်ယူစစ်ဆေးမှုအမြန်ဆုံးဆောင်ရွက်ပြီးတွေးရှိချက်တွေအကြံပြုချက်တွေကိုဝင်ကြီးချုပ်ထံပြန်လည်တင်ပြဖို့တာဝန်ပေးထားတယ်လို့ဆိုပါတယ် တိုင်ကြားစာအပေါ်လိုအပ်တဲ့စုံစမ်းစစ်ဆေးမှုပြုလုပ်နေစဉ်တိုင်ကြားခံရသူတွေကိုနိုဝင်ဘာ22ရက်မှစတင်ပြီးတာဝန်မှယာယီရနာထားကြောင်းထုတ်ပြန်ခဲ့ပြီးစုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့လည်းဆောင်ရွက်ရန်ရှိတဲ့လုပ်ငန်းတွေစတင်ဆောင်ရွက်နေကြောင်းအသိပေးပါရယ်စစ်ဆေးတွေ့ရှိချက်များအပေါ်မူတည်ပြီးလိုအပ်သောအရေးယူဆောင်ရွက်မှုတွေဆက်လက်လုပ်ဆောင်သွားမယ်လို့လည်းထုတ်ပြန်ပါရယ်မတ်ကြည်ပြားနဲ့ခင်မွန်ဖြစ်သူတို့ဟာလူအခွင့်ရေးချိုးဖောက်တာအလွဲတုံစားလုပ်တာ အကြမ်းတိုက်စားတာဝန်ထမ်းတွေအပေါ်တော်လှန်ရေးအစိုးရအတွင်းမလျော်ဩစာသုံးရွှမ်းမိုးချက်လေဆောင်ရွက်နေတာလို့ တိုင်ကြားသူတွေကစွပ်စွဲထားပါတယ်။တိုင်ကြားသူဝန်ထမ်းစနစ်ဦးရဲ့တော်လှန်ရေးအမည်တွေနဲ့တိုင်ကြားထားတာဖြစ်ပြီးရုံးအဖွဲ့ဝင်တွေ၊ဦးစီးအရာရှိ၊ညွှန်ကြားရေးမှူး၊လက်ထောက်ညွှန်မှု၊ဒရက်ဘက်အတွင်ဝင်ရင်မောင်စသူတွေပါဝင်တာကိုစာမှတ်တွေ့ရပါတယ်။ တိုင်ကြားစာမှာအမြဲတမ်းအတွင်းဝင်မတ်တီပြရဲ့အမောက်မှမူမလျော်ဩစာတုံဆွဲမှုအလွယ်တုံစားမှုအထက်ဖားအောက်ဖီစရိုက်တွေကြောင့်2022ကနေ2025အတွင်းဝင်ကြီးချုပ်ရုပ်ဖွင့်တန်း19ဦးရုံးကိုစွန့်ခွာခဲ့ကြတယ်လို့တိုင်စာမှာဆိုဆွဲထားပြီးမတ်တီပြဟာပုဂ္ဂိုလ်ရဲ့အကျိုးစီးပွားအတွက်ဝင်ကြီးချုပ်ကိုပါကြိုးကင်ချေလိုက်တယ်လို့စာမျက်နှာ25မျက်နှာရှိပြီးအချက်ပေါင်း20ပါဝင်တဲ့တိုင်ကြားစာမှာဆိုဆွဲရေးသားထားပါတယ် တိုင်စာနဲ့ပတ်သက်ပြီးကာယကံရှင်မတ်ကြည်ပြကဒီကနေ့နိုဝင်ဘာ20ရက်မှာသူ့ရဲ့ Facebook ကနေပြန်လည်ရှင်းလင်းထားပါတယ်။ဒေငယ်တဲ့ပုံကိုရေးမကျင်းတဲ့ချက်တခုကိုစာရင်းပြုပြီးစနစ်တကျစီစဉ်ထားတဲ့ပုံကိုရေးတိုက်ခိုက်မှုကိုပထမဆုံးကြုံရခြင်းပဲဖြစ်ကြောင်းမတ်ကြည်ပြကရေးသားထားပြီးအ мян ဆုံးစုံခုံဖွဲ့စစ်ဆေးဖို့တာဝန်ရှိသူတွေစီတောင်းဆိုထားတယ်လို့အပြည့်အဝပူးပေါင်းဆောင်ရွက်မယ်လို့အတည်ပြုပါတယ်။ နိုင်ငံရေးအရာဒေါ်လာရေးအခြေအနေတွေအကဲဆက်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ယုံခေါင်းစဉ်နှမဲတက်ပြီးလွှဲမှားတဲ့ဆွဆွဲချက်တွေနဲ့နိုင်ငံရေးတိုက်ခါချတာကိုလက်ခံမှာမဟုတ်ဘူးလို့လည်းမတ်ကြီးပြကရည်သားထားပါတယ်။သတင်းမှားတွေကိုသတင်းမီဒီယာကိုအင်တာဗျူးသူတွေတိုင်ကြားခြင်းကိုဥဆောင်ခဲ့သူတွေအနေနဲ့လည်းမိမိလောက်ရပေါ်တာဝန်ယူရမှာဖြစ်ကြောင်းမတ်ကြီးပြကရည်သားထားသလိုဆွဆွဲချက်တွေအတွက်လိုအပ်ရင်လိုအပ်သလိုဆက်လက်ဖြေရှင်းဆောင်ရွက်သွားမယ်လို့အတည်ပြုပါတယ်။မင်းအောင်လိုင်းတို့ရှိနေတဲ့၍အမေရိကန်ဤ ဝေလင်ကိုင်းစစ်ပွဲအနိုင်ရဖို့မရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဝါရှင်တန်သည်မိုးရစေဝါတိုက်ဖျက်ရေးအတွက်ဗနီဇွဲလားတွင်အစိုးရကိုပြောင်းပြစ်နိုင်မှာဖြစ်မည်ဟုတွက်ဆလာနေပြီဖြစ်ပါတယ်။ယခုလဲမြန်မာစစ်အုပ်စုမှအားပေးကူညီနေသည့်အွန်လိုင်းဝေလင်ကိုင်းများတိုက်ဖျက်ရေးတွင်အလားတူစဉ်းစားရတော့မည်ဖြစ်သည်ဟုအေရှားတိုင်းစာဆောင်တွင်ရေးသားထားပါတယ်။အရှိတောင်အရှာတွင်အခြေစိုက်ထားသည့်အွန်လိုင်းငွေလင်ခိုင်းများသည့်တက္ကပါလုံးအတွက်အနေရကြီးချရောက်လာနေပြီဖြစ်ပါသည် အမေရိကန်ဗဏ္ဍာရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ၎င်းတို့တနိုင်ငံတည်းတွင်ပင်2024တနှစ်တည်းတွင်ဒေါ်လာ10ဘီလီယံဆုံးရှုံးခဲ့ရမှာယခုအခါ16ဘီလီယံအထိရောက်ရှိလာနေပြီဖြစ်ပါတယ်ဟုသိရပါတယ်။ထို့များအထိဖြစ်လာနေပြီကွန်ကရစ်နှင့်ထရန့်အစိုးရသည်အလန့်တကြားဖြစ်လာပြီးထင်သာမြင်သာသည့်အရေးယူမှုများပြုလုပ်ရန်စတင်လာပြီဖြစ်ပါတယ်။ Republican Outlook တော်အမတ် Jefferson Sheriff က PayPal Online ငွေလိမ်လုပ်ငန်းများဖြိုဖျက်ရေးဥပဒေကြမ်းကိုတင်သွင်းလာပါတယ်။ အထက်လွှတ်တော်တွင်လည်း Republican အမှန်ငွေလိမ်ကိုင်းများရက်ဆိုင်၏ဥပဒေကိုတင်သွင်းလာပါတယ်။နိုဝင်ဘာ12ရက်တွင် American ရှေ့နေကြုံရုံက Scan Center Strike Phone SCSF ကိုတရားဝင်ဖွဲ့စည်းလာခဲ့ပါတယ်။ထို့ဖွဲ့သည်လုံနေကြ Dashboard မျိုးမဟုတ်ဘဲဖြက်ဖြက်တာတာနဲ့လက်မြန်ချင်းများလုံးမဲ့အဖွဲ့မျိုးဖြစ်ပါတယ်။ထို့သောရာဇဝတ်ကိုင်းများထွက်ပေါ်လာရခြင်းသည်လည်းနာရရှိလာသောစင်းရဲမွဲတေမှုအုပ်ချုပ်မှုအားနေခြင်းလူကုန်ကူးမှုနှင့်တရားဥပဒေစိုးမိုးမှုပြိုလဲခြင်းအစရှိသည့်အရင်းကအကြောင်းတရားများ နှက်ဆိုင်စွာတည်ရှိလာခဲ့ခြင်းကြောင့်ပဲဖြစ်ပါတယ်။ပထမပိုင်းတွင်တရုတ်ရာဇဝတ်ကိုင်းများကကာစီနိုများအွန်လိုင်းလောင်းကစားဝက်ဆိုင်များမှတက်စင်စတင်လာခဲ့ခြင်းဖြစ်ပါတယ်။မြန်မာတွင်တော့အချင်းဖြတ်တိုင်းသားလက်နက်ကင်အုပ်စုများနဲ့စေအုပ်စုအကြားလဝါချင်းရိုက်ပြီးအကာအကွယ်ပေးထားကအကျိုးအမြတ်ခွဲယူရမှရဲတင်းလာခြင်းဖြစ်ပါတယ်။ထို့သောလုံနေကြခြင်းကိုတသက်အထောက်အထားများကဒုနဲ့တည်ရှိလာနေပြီဖြစ်တဲ့ ရှမ်းမြောက်ဒေသရှိလောက်ကိုင်းနှင့်မိုင်းလားတွင်မူစစ်တပ်လက်အောက်ခံ၉ခန့်နေကြာဆောင်တပ်ဖွဲ့၏အခါခွဲအောက်တွင်ကြီးထွားလာခြင်းဖြစ်ပါသည်။